အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့ဒီဇင်ဘာ၂ရက်နေ့မှာတော့မင်းအောင်လှိုင်နဲ့စီအိုစုရန်ပုံွေကိုဖျက်ရမဲ့ဥပဒေကိုအမေရိကလွှတ်တော်ကအတည်ပြုထားပါတယ်အဲ့ဒါကို No New Fund Burma Act လို့ခေါ်ထားပါတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အတိုင်းပြဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဘီလူနီနဲ့မင်းအွန်လိုင်းစီအိုစုကရပ်ပုံငွေတွေကို US က ှတ်တောက်သွားနိုင်မှာလေစသဖြင့်ကျွန်တော်တို့ကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီဥပရေချမ်းကိုလူနှစ်ယောက်ကပဲတင်သွင်းပြီးမှအမေရိကလွှတ်တော်မှာဆွေးနွေးနေကြတယ်ဆွေးနွေးပြီးနောက်ပိုင်းမှာလုံးဝကောက်ကမေးမရှိဘဲနဲ့လွှတ်တော်ကအတည်ပြုခဲ့တယ်ပေါ့နော်ဆိုတော့လုံလောက်တဲ့အောက်လွတ်တော်လားထက်လွတ်တော်လားစသဖြင့်ပေါ့နော်အကုန်လုံးကတဘိုးတူငီရရှိခဲ့ပြီးပြီဆိုရင်တော့ ဒေါ်နယ်ထရမ့်ရဲ့လက်မှတ်ရေးထူးဖို့ပဲကြံတော့တယ်အကုန်လုံးအစီအပြင်းနေမယ်ဆိုရင်ဒေါ်နယ်ထရမ့်ကလက်မှတ်ရေးထူးတော့မှာဖြစ်ပါတယ်အဲဒီနောက်ပိုင်းမှာစစ်ကောင်စီရဲ့ရန်ပုံငွေစတဲ့ဖြစ်ကိုထတ်တောက်တော့မှာဖြစ်ပါတယ်ပေါ့နော်ဆိုဒီကိစ္စ US နဲ့စစ်ကောင်စီရန်ပုံငွေကဘာဆိုင်လို့လဲစတဲ့ဖြစ်ပေါ့မတိနားလေတဲ့လူတွေအတွက်ကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိကကပ္ပဘာနဲ့ဆက်ဆက်ပြီးမှပဲသူတို့ကရန်ပုံငွေတွေကိုဖြတ်တောက်တော့မှာဖြစ်တယ်ပေါ့နော် ဒီဥပဒေချမ်းကိုဘသူရင်ကတင်သွင်းထားတာလဲဆိုတော့ဥစ္စာလေးပြောပြမယ်မပြောပြခင်လေးမှာဒီဒီဗီဒီယိုလေးကိုရှင်းပြချင်တယ်ပေါ့ပြချင်ပြချင်တယ်ဒီနောက်ပိုင်းမှာပဲကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဆိုတော့ကျွန်တော်ကများသောအားဖြင့်တော့တော့နိုင်ငံတကာသတင်းတွေနဲ့တိဆက်ဆွေးနွေးနေပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျတယ်ဆိုတော့ subscribe လုပ်ပေးချင်အားဖြင့်အားပေးလို့ရပါတယ်ကဲဒါကဒီလွှတ်တော်မှ US representative ye jong kim phin ne bo no jong kim ne nikima william ga be di upre chan ko tin tun tha ba le tu ro no tin tun pi re na pai ma be a khu lo myo lwet do ma a long ka tabo tu ati ati pyu tha ba le bo no jong kim ga myanmar nai ngai ne pat ta pi ma ba rin sa pyo khe le chan lo slap pi chi yaung so lun khe le ta pat dong ga le လွတ်တော်ရင်ကမြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှစစ်ကောင်စီအုပ်ချုပ်မှုနဲ့ပတ်သက်ပြီးမှအတိုင်ပြဆွေးနွေးထားတဲ့ဥစား ကျွန်တော်တို့ဆွေးနွေးခဲ့ပြီးပြီလွန်ခဲ့တဲ့တပတ်တုန်းကပေါ့နော်အများကြီးကျွန်တော်ရဲ့ YouTube channel မှာလည်းလူတွေကလာကြည့်ကြတယ်ပေါ့နော်တတန်းတတန်းနီးပါးလောက်ကလာကြည့်ကြတယ်ပေါ့နော်ခဲ့ဒါဆိုတော့နောက်ထပ်ဒီကိစ္စကိုဘာလို့ပြောလဲကြည့်ကြည့်အောင် Thank you, Representative uh, Davison, for yielding. I rise in support of H.R. 4423. the No New Funds for Burma Act. So, tukar No New Fund of Burma Act. No New Fund Burma Act This bill would suspend disbursements and financing from the International Bank for Reconstruction and Development to Burma until. So, International Bank ne Burma system Treasury Secretary identifies a meaningful change in regime and a restoration of democratic values. So, မြန်မာနိုင်ငံမှာဒီမိုကရေစီတမ်ပူမရမချင်းဘန်ဒါယေဝန်ကြီးဌာနကပေါ့နော်သူလုံးဝစစ်ဆေးပြီးမှအတိမမပြုတ်မချင်းစစ်ကောင်စီရဲ့ရပုံငွေရဆိုင်မှုကိုလှုပ်တော့မှဖြစ်တယ်ဆိုမှပြောလာတယ်ပေါ့နော် In February 2021

ဆိုတော့အခုစတော့နှစ်ငါးနှစ်တောင်ရှိနေပြီပေါ့နော်ဒါပေမဲ့ပြာရခတ်နေတဲ့ပြဿနာကြီးကတော့အခုထိကြီးမားနေစေဖြစ်နေတယ် Since the coup more than 6000 people have been killed 20000 detained ဆိုတော့အနာသိမ်းပြီးနောက်ပိုင်းမှာလူပေါင်း2000ကျော်ကိုထိမ့်သိမ်းဖမ်းဆီးခံခဲ့ရတယ်6000ကျော်တော့အမှန်ဆိုတော့တေဆုံးတဲ့လူက8000ကျော်ဖြစ်နေတယ် 6000ကျော်ကိုအသက်ခံခဲ့ရတယ်ဆိုမှပြောလာတယ်ပေါ့ And more than 3.5 million displaced from their homes ဒါတော့မကဘူး3.5 million ကျော်ကိုနေရာပြောင်းရွှေ့နေရတယ်ဒုက္ခတွေဖြစ်နေရတယ်ပေါ့နော်ဒါကလုံးဝကုအင်ကလည်းထွက်ပြေးတဲ့လူတွေပြောတာပါနော်ဟိုပြဿနာကြုံနေတဲ့လူတွေကကျွန်တော်တို့တန်ဒီ25 million လောက်ကပြဿနာနဲ့ရင်ဆိုင်နေရတယ်။လူကလူဝမှု humanitarian လူသားချင်းစာနာကူညီထောက်ထားမှုလိုအပ်တဲ့လူကတန်း15တန်းကျော်ရှိတယ်ပေါ့အဲ့လောက်ရှိတော်များတယ် this humanitarian crisis caused directly by the burmese military junta ဆိုတော့ဒီ humanitarian crisis ပေါ့လူသားချင်းစာနာထောက်ပံ့မှုဒီလူသားချင်းစာနာအကူအညီရေးပြဿနာကြီးကိုပေါ့ဒီ crisis ကြီးကစစ်ကောင်စီကပဲဖန်တီးထားပါတယ်ဆိုတော့ပြောရတယ် makes one thing very clear the regime cannot be trusted to responsibly store funds from international financial institutions. Hey, Or deliver aid to the communities most in need. I want to thank Representative Williams of Georgia for allowing me to co-lead the No New Funds for Burma Act and I urge my colleagues to join us in condemning the ongoing violence in Burma and supporting this legislation thank you and I yield back All right so အခြေခံအဖြစ်တို့ကပြောပြီးသားရဲ့ကိစ္စကိုခုနကပြည်သက်တို့ကလည်းတည်ရှိနားလည်ပြီးသွားဆိုတော့ကျွန်တော်တို့ဒီကိစ္စကိုပြန်ရှင်းပြမယ်ပေါ့နော်ဘာတွေဖြစ်မလဲဒီကိစ္စနဲ့ပတ်သက်ပြီးမှဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဆွေးနွေးတောင်းပါဆိုတော့ခုနတို့ကဒီတောင်ကယ်လီဖိုးနီးယားပြည်နယ်အောက်လွှတ်တော်အမတ်ဖြစ်နေတယ်ယောင်ကင်ကပေါ့နော်ပြီးတော့ဂျော်ဂျီယာပြည်နယ်ကလွှတ်တော်အမတ် နီကီမာဝီလျံဆိုတဲ့လူတယောက်နဲ့ပူပေါင်းပြီးမှပဲအခုလိုမျိုးဥပရေကျန်းကိုတင်သွင်းထားခဲ့တယ်ဥပရေကျန်းတင်သွင်းပြီးတော့ပိုင်းမှာပဲအမေရိကအစုရကဒီလွှတ်တော်ကပေါ့နော်အတီမတ်ပြုတ်ပြီးမှအတီပြုတ်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကျေးဇူးတင်ရမှာကနီကီမာဝီလျံအပေါ်မှာလေးကျေးဇူးတင်ရမယ်အခုနောက်ယောင်ကင်းအပေါ်မှာပဲကျေးဇူးတင်ရမှာပေါ့ဗောတနည်းအားဖြင့်ပြောရမယ်ဆိုတော့တော်လှန်ရေးတမားတွေက သူတို့ကိုအာဂျေဇုတင်ရမှာပေါ့နော်ဆိုတော့ဘန်ဒာခုနကသူပြောတဲ့အရာဆိုရင်မြန်မာနိုင်ငံမှာစစ်ခေါင်စီအစုအယကအဓိပ္ပာယ်ရှိနေတဲ့အပြောင်းအလဲနဲ့ဒီမိုကရေစီစစ်မှန်တဲ့တံဖူးတွေကို ပြန်လေရမရမချင်းရင်ပြီးတော့အမေရိကကဘန်ဒာရဌာနကတကယ်ပဲမြန်မာနိုင်ငံမှာဒီမိုကရေစီရှိသွားပါပြီလို့အတိမတ်မပြုတ်မချင်းရန်ပုံငွေထပ်ပတ်မှုတွေကိုဆိုင်ငိုက်ဖို့ ခုနကင်မြောင်ကပြောထားပါတယ်ဒါဆိုရင်တော့ဒီခုနသူပြောနေတဲ့ကပအစူဝါဆုံးလူသားချင်းစာနာထောက်ထားရင်အချက်အသေးတရက်ကိုစစ်ကောင်စီကဖန်တီးထားတယ်ဆိုမှပြောနေတယ်စစ်ကောင်စီကလုံးဝစာနာစိတ်မေ့ပြီးမှရက်စက်ကြံကြုတ်တယ်အဖွဲ့အစည်းတွင်ဖြစ်တယ်ယုံကြည်ဟဲ့ယုံကြည်ဖို့မထိုက်တန်တဲ့အဖွဲ့အစည်းတွင်ဖြစ်နေတယ်ဒါကြောင့်စစ်ကောင်စီထံမှလုံးဝငွေရေးကြေးကြီးကိုမပေးတဲ့ကြောင်း ူကခုနပြောနေတယ်ပေါ့ဒါဆိုတော့အဓိကအချောင်းရင်းကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်အမေရိကအောက်ဆက်တော်ကအဲ့ဒီ no new burma fun x မြန်မာနိုင်ငံမှာရန်ပုံငွေအတိတ်မပေးရဥပဒေကို အတီးပြုတ်လိုက်ပါပြီဒါကတော့လုံးဝလုံးဝတော်လှန်ရေးလုပ်တဲ့လူတွေအတွက်တရင်ကောင်းလို့ပြောရမှာပေါ့နော်တော်လှန်ရေးတမားတွေအတွက်အရန်ကိုတရင်ကောင်းတဲ့တစ်ခုဖြစ်နေတယ် no new burma fun x မြန်မာနိုင်ငံရပုံငွေအတိပေးရေးဥပဒေကိုအမေရိကလွှတ်တော်ကအတည်ပြုနေတယ်ဆိုတော့ဒီဥပဒေအတည်ပြုပြီးတဲ့နောက်ပိုင်းမှာဘယ်လိုလုပ်ပြီးအကျူးအဆက်တွေရှိမှာလဲဘာအကျူးရှိမှာလဲပေါ့နော်ဥပဒေရဆိုတော့ကကဘာပန် World Bank အနေဖြင့်စစ်အာဏာသိမ်းစစ်အာဏာသိမ်းမြန်အောင်လိုက်ပြောရမှာပေါ့နော်ဒီစစ်အောင်အာဏာသိမ်းရဲ့စစ်အုပ်စုကြီးကိုမြန်မာနိုင်ငံမှာထောက်ပံ့ငွေတွေမပေးတော့ဘူး ငွေကြေးအတိတ်တွေမပေးတော့ဘူးတာမင်တော့မှာဆိုဒီ new fund burma act ကအတီးပြုတ်သွားပြီဥပဒေဖြစ်ရတည်တော့မယ်ဆိုတော့အဲ့ဒီဥပဒေကပဲမြန်မာနိုင်ငံစစ်အာဏာအစစ်ကောင်စီရဲ့လက်အုပ်ထဲမှာ ကပပန်ကနေချင်းငွေပဲဖြစ်ဖြစ်ဟောက်ပန်ချင်းငွေပဲဖြစ်ဖြစ်ဒါတွေအားလုံးမှန်သမျှကိုတာမင်တော့မှာဖြစ်တယ် just just ဆိုင်တော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့အတီးပြုတ်ပုံကိုတစ်ချက်တစ်ချက်လောက်အဲ့ဒီ ဥပရေမူချန်ကိုဘလို့ဒီပြုတ်ကြတာလဲကျွန်တော်ကြည့်ကြည့်အောင်ဒီဇင်ဘာလတရက်နေ့မှာအမေရိကအောက်လွှတ်တော်ကအဲ့ဒီဥပရေချန်ကိုထောက်ခံမေး385မေးဖြစ်အနိုင်ရရှိခဲ့တယ်လုံးဝကန့်ကွက်သူတယောက်မှမရှိဘူးဖြစ်နေတယ်ဆိုတော့ထောက်ခံမေး385ဆိုတာနေသလားအရန်များတယ်ပေါ့နော်အတီးပြုတ်လိုက်တယ်ဒီအတွက်ကြောင့်ဥပရေချန် ကိုလွတ်တော်အမတ်ခုနကျွန်တော်ပြောနေတဲ့နီကီမာဝီလျံတို့ယောင်ကင်တို့ကပဲတင်းတွန်းထားတဲ့ကိစ္စဆိုတော့ဒီနှစ်ယောက်အပေါ်မှာပဲကျွန်တော်အများကြီးယေရှုတင်ရမှာပေါ့နော်အကျွေးယေရှုတွေအများကြီးရှိလို့ပြောရမှာပေါ့လားအဓိကအဲ့ဒီဥပရေရည်ရွယ်ချက်ကိုကျွန်တော်တို့ဆက်လက်ပြီးကြည့်ရအောင်ဒါကခုနကျွန်တော်အပေါ်ဖက်ကပြောတဲ့စာရင်းကအဓိကအကြောင်းရင်းတွင်ဖြစ်နေတယ်ပေါ့နော်အဲဆိုတော့အခုဥပရေရည်ရွယ်ချက်ကိုကျွန်တော်တို့ဆက်လက်ပြီးကြည့်ရအောင်ပထမရည်ရွယ်ချက်မှာ 2021ခုနှစ်ကနေဩအနာသိင်းတဲ့စစ်ကောင်စီတွင်ကိုလုံးဝအပြိအဝဒဏ်ခတ်အရေးယူဖို့ဖြစ်နေတယ်သူတို့ဝန်ငွေဝန်ငွေတွင်စီးစင်းနေတဲ့လမ်းကြောင်းတွင်ကိုဒဏ်ခတ်မှရမယ်ဩအဓိကစစ်ကောင်စီကိုဗာလဲဒဏ်ခတ်ဖို့ရယ် sanction လုပ်ဖို့ရယ်ပေါ့နော်အဲ့လိုမျိုးရွေချက်တစ်ခုဖြစ်နေတယ်ဒါကပထမရွေချက်ပေါ့ဆိုတော့ဒုတိယရွေချက်ကတော့ဗာလဲဆိုတော့ ကဘာဘမတဆင်ဘောကဘာဘမတဆင်မြန်မာနိုင်ငံတုတ်ငွေကြေးဆိုင်ရာဂတိကဝတ်အတိလို့ခေါ်နေတယ်အင်္ဂလိပ်လူနဲ့ဆိုတော့ new financial commitment လို့ခေါ်နေတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ငွေကြေးပေးချေမှုအတိတွင်ပေါ့နော် အမေရိကပြည်ထောင်စုကပါဝင်ခြင်းမရှိတော့ဘူးပါဝင်တော့မှာမဟုတ်တော့ဘူးတားဆီးတော့မှာအဲ့ဒါကအဲ့ဒီဥပဒေကယူချက်အဲ့ဒီဥပဒေကအတီးပြုတ်သွားပြီဆိုရင်ဒါအဓိကယူချက်ကအဲ့လိုဖြစ်သွားတယ် ဆိုတော့နိုင်ငံတကာဘန္ဒာရေးအရှင်အမြင့်တွေကိုမြန်မာစစ်တပ်ထံမှာလုံးဝကိုမရောက်တော့ဘူးအလုံးဝအပြစ်ပိုင်ကိုဟန်တာမယ်ရစ်ဆိုင်မယ်တာမင်းမယ်ဒါကဥပဒေတွေရဲ့ရည်ရွယ်ချက်ဖြစ်နေတယ်ဒါဆိုတော့ဥပဒေတွေရဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်ကြည့်ကြည့်အောင်ဥပဒေကဘာလို့လှုပ်ဆောင်သွားမှာလဲဒီမူချမ်းကိုအတည်ပြုသွားပြီးသမရကလည်းလက်မထူတော့မယ်ဆိုရင်တော့ဥပဒေအရာပေါ့နော် အမေရိကဘန်ဒါရဲ့ဝင်ကြီးရဲ့အနေဖြင့် အမေရိကရဲ့ဘန်သာရေးဝန်ကြီးအနေဖြင့်ကမ္ဘာပိုင်ရှိအမေရိကကူးစက်လေပေါ့နော် US Executive Director ကိုမြန်မာနိုင်ငံတုတ်ရန်ပုံငွေပံ့ပိုးမှုကိုတာမီရန်ညွှန်ကြားခွင့်ရှိတယ်တဲ့။တနည်းအဖြစ်ပြောရမယ်ဆိုတော့ကမ္ဘာပိုင်ကြီးကိုမြားသောအဖြစ်တော့ US ကပဲထိန်းချုပ်ထားတာပါ။ US ကပဲအုပ်ချုပ်ထားတာပါ။ဆိုတော့ US ကကမ္ဘာပါမှာအာဏာပါဝါအရှိဆုံးဖြစ်ပါတယ်။တနည်းအဖြစ်ပြောရမယ်ဆိုတာပဲ။ ဆို US ကစစ်ကောင်စီထမ်းမောင်းတွားနေတဲ့ငွေမှန်သမျှအလုံးကို ပေါ့နော်အဒီကပပန်ကလည်းရက်တက်တော့မှဖြစ်တယ်ရက်ဆိုင်တော့မှဖြစ်တယ်ပေါ့ဆိုမြန်မာနိုင်ငံအနေဖြင့်ကပပန်ထန်ကနေချင်းငွေတို့ဘာညာတို့ထောက်ပတ်ငွေတို့ကိုရရှိမှာမဟုတ်တော့ဘူးပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုမြန်မာနိုင်ငံအတွက်တော့မကောင်းဘူးပေါ့ဗျာမဟုတ်ဘူးလားဒါမဲ့စစ်ကောင်စီအတွက်တော့တရင်စုဖြစ်နေတယ် ဲ့ဒါကြောင့်ကျွန်တော်ပြောနေတာအချင်းပေါင်းတရာပြောနေတယ်ခမရတို့ကဘာပြောလဲအမေရိကကမြန်မာနိုင်ငံအတွက်ဘာလို့ပေးတာလဲပေါ့အမေရိကကမြန်မာနိုင်ငံမှာဘာမှမလုပ်ပေးဘူးပဲဆော့ထရော့ကြီးတယ်ဆော့အမေရိကကဆော့ဒီဒီအမေရိကဘုံမှာအကြီးလို့ကျွန်တော်ကလာခေါ်နေကြတယ်လားအော်နေကြတယ်ပေါ့အဲ့ဒါကြောင့်ပြောနေတယ်စာမဖတ်တဲ့လူတွေကမသိကြဘူးကျွန်တော်တို့မြန်မာနိုင်ငံကိုကပပန်သေးကလည်းချင်းငွေတွေအများကြီးရတယ်လို့ထောက်ပံ့ချင်းငွေတွေအများကြီးရရှိခဲ့တယ် မြန်မာနိုင်ငံမှာကွန်ပျူတာတက်မှုရဲ့အတွက်အမေရိကကကူညီပေးတယ်။ပညာရေးချမ်းမာရေး NGO ကဆာအမေရိကကကူညီပေးနေတယ်။အဲတချို့လူတွေကအမေရိကကမြန်မာနိုင်ငံအတွက်ဘာမှမလုပ်ပေးတာမဟုတ်ဘူး။နော်အတကုံဒီကောင်တွေကဘာမှအားကုလို့မရဘူးလို့ပြောနေကြတယ်။မဟုတ်ဘူးတကယ်တမ်းကျတော့ကဘာပန်ဆိုတာကအမေရိကကထိန်းချုပ်ထားတဲ့ဥစ္စာအမေရိကကကန်တွင်နေတဲ့ဟိုဒီဥဆောင်နေဥစ္စာကြီးဖြစ်နေတယ်။ဆိုတော့အရင်တုန်းက ဘီအစုရပတက်တဲ့အောင်ဆန်းအမေအောင်ဆန်းစုကြည်ဒုံကပဲဖြစ်ဖြစ်တန်းရွှေဒုံကပဲဖြစ်ဖြစ်ပြီတော့ဗာလေအော်တယောက်ဘသူလဲမိသွားတယ်ဟောတူသိန်းစင်ဦးသိန်းစင်ဒုံကပဲဖြစ်ဖြစ်ဖြစ်နော်ခက်ရဆက်ဆက်ကျွန်တော်မြန်မာနိုင်ငံကကဘာဘာနေကနေပဲဖောက်ပန့်ချင်းဝင်တွေအများကြီးရရှိခဲ့တယ် plus ချင်းဝင်တွေလည်းအများကြီးရှိခဲ့တယ်ဒါတွေအားလုံးကအမေရိကကကူညီပေးနေတော့ပေါ့နော်အခုမှလူရင်းက ထပြီးဟောင်းနေကြတယ်အမေရိကကအကူမရဘူးစောက်တော့မကြဘူးပေါ့နော်ကျွန်တော်တောင်မှတစ်ခါတည်းလေးကြအမေရိကနဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောလာဆိုမင်းကအမေရိကဘောမလားဘိုင်းညာပေါ့ပြောနေကြတယ်စာမဖတ်တဲ့လူငယ်တွေအထူးသဖြင့်လူဒီအရင်ဝေဖန်တတ်တဲ့လူတွေပေါ့နော်တချို့လူတွေကစာမဖတ်လို့မသိတာပဲပူများတယ်ပေါ့အမှန်စွန်တော့အများကြီးထောက်ပတ်ပေးပါတယ်တရုတ်အစွန်ကြည့်ပါကျွန်တော်တို့အကျွေးတွေမထူနေတယ်အခုတရုတ်မှာမြန်မာနိုင်ငံကြီး ကျွန်တော်မြန်မာနိုင်ငံကတရုတ်ထံမှာအကျွေးမဆက်နိုင်လောက်တဲ့အထိအကျွေးတွေရှိနေပြီဘီလီယံနဲ့ရှိပြီးကျွေးရှိနေပြီတရုတ်ကကျွန်တော်ကိုအတုံးချပြီးမှလေနိုင်ငံရေးနည်းနဲ့ဖြစ်ဖြစ်哦စီးပွားရေးနည်းနဲ့ဖြစ်ဖြစ်哦တရားဝင်နည်းနဲ့ဖြစ်ဖြစ်တရားမဝင်နည်းနဲ့ဖြစ်ဖြစ်စုပ်ပြတ်တန့်သွားအောင်တရုတ်ကြီးကမြန်မာကိုဖျက်ဆီးခဲ့တာအဲ့မှာတချို့မြန်မာတွေကတရုတ်ဘုံမှနေကြတယ်တရုတ်ကအကုန်လုံးအာကူပြီးအားကျနေတယ်ဟောတရုတ်ဖက်ကတည်းကဖြစ်တဲ့ညာဖြစ်တဲ့ အောင်မီရကွာတချွမင်းသားမင်းသမီးတွေတော့မအဲ့လိုပညာရှင်သမားတွေတော့မအဲ့တော့လည်းအောင်မီတဲ့မနေ့တနေ့ကကွာဒီပါလေအာစကားမဆက်ပြောပြပါရစေအများကြီးပြောစရာတော့ရှိသေးတယ်စကားမဆက်ပြောပြရစေပေါ့နော်ဒီမနေ့တနေ့ကမြန်မာနိုင်ငံမှာတရုတ်လူတွေကဗီဒီယိုလာရိုက်ရရွှေလာရိုက်ကြတယ်ပေါ့နော်အာတရုတ်အထင်ကြီးတဲ့အကြောင်းကိုမင်းသားမင်းသမီးတွေကရှောက်ပြောအခုလိုမျိုးတရုတ်ရဲ့ဗီဒီယိုထဲမှာပါရာကအခက်ခဲတယ်ပေါ့နော် တခန်းတခန်းစာလေးပါတာကခက်ခဲတယ်တရုတ်ကကဘာစိုးနေတော့မဟုတ်ဘူးအဲ့လောက်ထိတော့သူတို့ကအထင်သွားကြည့်တာတရုတ်ရဲ့တရုတ်ဆောင်တွေပေါ့နော်အဲ့တကုံထင်ကြည့်ခဲ့တယ်မြန်မာနိုင်ငံဟိုမင်းသားမင်းသမီးတွေကအစားပေါ့ဗျာခါဘာဖြစ်ဖြစ်လာတော့ထားပါတော့ကဲဒါဆိုတော့အခြေခံအဖြစ်ပြောရမယ်ဆိုတော့မြန်မာနိုင်ငံအနေဖြင့်ကမ္ဘာဘန်နေကနေချင်းငွေတို့ထောက်ပံ့ငွေတို့ရတော့မှာမဟုတ်ဘူးပေါ့ဆိုတော့ Burma X ဆိုတာကဘာလဲကျွန်တော်တဖန်ပြန်လေးမကြည့်အောင် Burma X ဆိုတာကဒီ uh sorry no new burma x ဘောနော် no new no new burma fun x ဆိုတာကပါလေဆိုတော့ဒီမြန်မာနိုင်ငံကများသောအားဖြင့်တော့ကပဘန်ကနေအထောက်အပံ့တွင်ပင်းနေတယ်ကပဘန်ကပဲသူ့ကိုလွန်တွင်ပင်းနေတယ်ပြီးတော့ new financing commitment တွင်ပင်းနေတယ် technical assistant တွင်ပင်းနေတယ်စသဖြင့်ပေါ့ကပဘန်ကကျွန်တော်မြန်မာနိုင်ငံကိုအများကြီးကူညီပေးခဲ့တယ်ပေါ့ဗျာကူညီပေးခဲ့တယ်ဒါတွေအားလုံးကိုအခုပိတ်သွားတော့မှာ ဆိုကျွန်တော်တို့မြန်မာနိုင်ငံကလည်းကပ္ပဘာရဲ့အဖွဲ့အစည်းတွေမှာပါနေတယ်ဆိုတော့ကပ္ပဘာဆိုတာကအဖွဲ့ဝင်နိုင်ငံတွေကို နိုင်ငံတကာအဖွဲ့အစည်းဖြစ်တယ်ကပ္ပဘာဒီမှာနိုင်ငံတကာအဖွဲ့အစည်းအများကြီးပါနေတယ်ဒီအဖွဲ့ဝင်နိုင်ငံတိုင်းမှာလည်းအကျွေးတစ်စိတ်တစ်ပိုင်းရှိကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေကပဲအဲ့ဒီကပ္ပဘာထဲကနေပဲအကျွေးတွေထောက်ပံ့ကြေးတွေလွန်တွေ technical system တွေစသဖြင့်ကူညီတောင်းနေကြတယ် ဆိုအဲ့ဒီအဖွဲ့အစည်းတွေနေပါတယ်ကျွန်တော်တို့မြန်မာစစ်တပ်လေမြန်မာစစ်တပ်မြောက်လိုက်စစ်တပ်ကလေမြန်မာနိုင်ငံကိုကူဆားပြုတဲ့အနေနဲ့အခွန်တွေအရင်အနည်းတွေနီလာအမျိုးမျိုးနဲ့ကပဘန်ကနေပဲပတ်စံတောင်းနေတယ်ပြတော့ကပဘန်ကနေပဲစစ်ကောင်စီကလည်းငွေတွေလူချင်းနေတယ်ဟိုကပဘန်ခုပြမတာစစ်ကောင်စီကလည်းစီပွားရေးကအစာရင်းနှီးမြှုပ်နှံမှုကအစဟိုဟာလေးလို့ဒီဟာလေးလို့ဖူးရအတွက် စစ်ကောင်စီအတွက်အရန်ကိုနီလန်ကောင်းတဲ့အရာဖြစ်နေတယ်။ဆိုတော့ဒီကပပန်ကစစ်ကောင်စီရဲ့အဆူရကိုလုံးဝနောက်ကျောထောက်ကြီးတစ်ခုမျိုးဖြစ်နေတယ်ပေါ့ဗျာ။အဲ့ဒါကြောင့်အခုကဒီအမေရိကကထောက်ပတ်တဲ့ဒေါ်လာငွေတော်တော်များများကိုစစ်ကောင်စီကရစက်ချင်းချောက်ပြီးမှပြည်သူလူထုကိုတပ်ဖြတ်တဲ့နေရာမှာပဲတုံးကြတယ်။အဲ့ဒါကြောင့်စစ်ကောင်စီလက်ထက်သေးစစ်ကောင်စီလက်ထဲမှာငွေတွေမရောက်ဖို့ဝင်ငွေတွေမရောက်ဖို့ ဟန်တာမဖြစ်မယ်စူပြီးမှ no new burma fun x ဆိုတာကိုဒီကဘာပန်ကလည်းတဆင့်ပေါ့နော်တရဝင်းအကောင့်ထေဖို့ဖူရအတွက်အခုလိုမျိုးတောင်းဆိုထားတာဖြစ်တယ်ပေါ့ဆိုတော့လွတ်တော်ကအတီးပြုတ်သွားပြီဆိုတော့နောက်ထပ်ဘာတွေဆက်ဖြစ်မလဲတော့မသိသေးဘူးဒမထရမ်ကလင်းအာလက်မှတ်တွင်2ပြီးမှဘေချင်းမရတမှာလေဘာလို့ဆက်ဖြစ်မှာလဲဆိုတော့မတိသေးဘူးပေါ့နော်ဆိုတော့တကယ်လို့များဒီအရာရင်းကိုအဆုံးတက်နိုင်မယ်ဆိုရင် ထရမ်ကလည်းလက်မရထူးမယ်ရတယ်ဆိုပြီးမှအဆုံးသက်နိုင်မယ်ဆိုအကောင့်ထေအကုန်လုံး100%အကောင့်ထေဖုံးနိုင်မယ်ဆိုရင်သူ့ရဲ့ရလက်တယောက်မှုကဘာလို့ဖြစ်လာမှာလဲပေါ့နော်ဆိုတော့တကယ်လို့များအကုန်လုံးကအစီပီခဲ့မယ်ဆိုရင်ကဘာဘန်ထေကဘာဘန်ကနေကျွန်တော်တို့မြန်မာအစုရအတွက်ငွေကြေးအသစ်လုပ်ခွန်နေတဲ့နော်လွန်တို့ project money တို့ technical assistant တို့ကိုပေးတော့မှာမဟုတ်ဘူးအကုန်လုံးရက်တက်တော့မှာဖြစ်နေတယ် တစ်ဖက်မှာကျွန်တော်မြန်မာနိုင်ငံကလေစီပွားရေးနဲ့စီပွားရေးအတက်အတက်ကျဲအချက်တင်းနဲ့ရင်ဆိုင်ရအောင်မှာဖြစ်တယ်ပေါ့နော်တကယ်လို့မြတ်ကပဘံကမြန်မာနိုင်ငံကိုလုံးဝမကူညီတော့ဘူးဆိုမှဆုံးဖြတ်ပြီးမှရက်ဆိုင်သွားမယ်ဆိုတော့လက်ရှိစစ်ကောင်စီတခုတည်းသာခန်းစားမှာမဟုတ်ဘူးမြန်မာပြည်သူလူထုအားလုံးနိပါကဒီကိစ္စကိုခန်းစားရမှာပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့အကုန်လုံး ဆက်ဆက်သွားပြီနော်ဒီရင်းနှီးမြှုပ်နှံမှုကအစာစီးပွားရေးနဲ့ဆက်ဆက်သွားပြီဆိုတော့လေပြီးတော့မြန်မာနိုင်ငံမှာ computer တဲ့ project အနေငယ်လေးတွေအများကြီးရှိသေးတယ်ပါဒါတွေအားလုံးကလည်းရပ်တက်သွားမှာဖြစ်တယ် humanitarian အလူသားချင်းစာနာကူညီထောက်ပံ့တာတို့တခြားကူညီအများကြီးစစ်ကောင်စီထံမှမတ်တော်ပဲနဲ့သူတို့ကတခြားညီလာနေမယ်လို့တော့မယ်ဆိုတော့တချို့ပြည်သူလူထုအတွက်လည်းဒါကနစ်နာမှုအနည်းနဲ့အများတော့ရှိမှာပဲတိကျတယ်ဆိုတော့ဒီမြန်မာ စစ်ကောင်စီအစုရအနေနဲ့ပေါ့နော်ဒီအရှင်အမစ်တူမင်ချင်းတွေကိုကန့်တတ်နိုင်တယ်ဒီအရှင်အမစ်တွေကိုသူတို့က investment တို့ဘာရောလုပ်နိုင်မှာမဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဒါကစစ်ကောင်စီအတွက်တော်တော်လေးကို negative ပေါ့နော်တော်တော်လေးကိုရလက်ကဆူတော့မှာဖြစ်တယ်ပေါ့ဗျာဒါက no new fun burma x ရဲ့အကျူးရလက်တွေဖြစ်သွားပါလိမ့်မယ်ဆိုတော့အခြေခံအဖြစ်ဒါပဲကျွန်တော်တို့ပြောပြရစေပေါ့နော်နောက်ထပ် burn 2မှာလည်း ါလို့ဆက်ဖြစ်မှာလဲကျွန်တော်တို့လည်းမသိသေးဘူးဒီတရင်းကိုပဲစောင့်ကြည့်ပြီးမှပဲဘယ်အတိုင်းဒါထီဖြစ်သွားမှာလဲကျွန်တော်တို့စောင့်ကြည့်ပြီးမှအချိန်နဲ့တပင်းကြီး YouTube ပေါ်ကနေပဲအာ YouTube ပေါ်ကနေပဲတန်တီဆက်ပေးပေါ့နော် live ပေါ် live ပေါ်တင်တာကိုပဲကူရထင်ကြတာအဲ့အေးပေါ့နော်ဟုတ်တယ်တချို့လူတွေက live ပေါ်မှာတင်တယ်ကဲမီဒီယာပေါ်မှာတင်တယ်အဲ့လိုအဲ့လိုတင်မှပဲအကူငီလို့ပဲ အကူငီလိုပဲထိနေကြတာပေါ့နော်တရင်နားထောင်နေတာကွာတဲ့ဆိုတော့ကဲဘောတော့ဒါကစစ်ကောင်စီတိုက်ခိုက်တာမဟုတ်ဘူးပေါ်တော့နော်စစ်ကောင်စီကအပိရှုပ်ချတာမဟုတ်ဘူးစစ်ကောင်စီဖက်ကလည်းအေးစစ်စစ်နားထောင်ပါဒါကတော့ကျမမတရားကျွန်တော်ကမမြောက်လိုက်ကိုစေးတာလည်းမဟုတ်ဘူးကွာမဟုတ်ဘူးလားမတရားကျွန်တော်စစ်စစ်ကောင်စီရဲ့စူရကိုစေးတာလည်းမဟုတ်ဘူးအမှန်တရားကိုပြောပြတာနော်ဒါကအားလုံးပေါ့နော်တော်လှန်ရေးဖက် တော်လှန်ရေးတမားတွေအတွက်လေနားထောင်လို့ရအောင်စစ်ကောင်စီ ဖက်ကတမားတွေအတွက်လေနားထောင်လို့ရအောင်ဒီ neutral လေးနဲ့ပဲကျွန်တော်ကရှင်းပြပေးတာပါအလောက်ထိနော်ဆေးဆရာရိုင်းဆရာမလူပါဘူးပေါ်တော့တော့ဒီကိစ္စကလုံးဝစစ်ကောင်စီကိုစန့်ကျင်ရေးမုန်တီးရေးစူပီမအတကုံစေးရာပေါချတာမျိုးတွေ့လို့မလို့ဘူးအတကေကိုပြောပြတာတကေဖြစ်ပြတဲ့ဟာကြီးကိုရှင်းပြနေတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကမင်းကဘာလဲတော်လှန်ရေးတမားဖက်ကလားမင်းကဘာလဲအာ လို့အဲ့လိုအလိုပေါ့စစ်ကောင်စစ်ဖက်ကမစေးမစေးပါနဲ့ဒါအမှန်တရားကိုပြောပြတာစေးစေးစရာလည်းမလူပါဘူးပေါ့နော်စေးစရာလည်းမလူပါဘူးဆိုတော့မရိုင်းစားမလူဘူးခင်ဗျားတို့မတိတာလေးကိုကျွန်တော်ကရှင်းပြတာအမှန်စွန်းတော့အခုကျွန်တော်ရှင်းပြတာကဘဟုတုတတော့ရပါပဲအမြင်တွင်ကျေးပါပဲအမှပြောပြပဲအားလုံးအတွက်ကျူးရှိအောင်ဘဟုတုတလေးရအောင်အသိပညာလေးရအောင် knowledge လေးရအောင်ရှင်းပြတာပဲဆိုတော့ဒီ podcast ကိုပညာ ရှုတော့အနေနဲ့ဘူးတူတအရတဲ့အနေနဲ့ပဲကြည်ပါဆေးစရာမလိုပါဘူးပေါ့နော်ဒါကလုံးဝနိုင်ငံရေးတော့ဘာတော့ပတ်လိုက်တာတော့ညာတော့ဘာမှမဆိုင်ဘူးအရှိကူရှိတိုင်းရှင်းပြတာပါပေါ့ကဲဘလူပဲဖြစ်ဖြစ်ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ပြရစေမဆေးတဲ့လူကလည်းမတက်နိုင်ဘူးကျွန်တော်လည်းမတားနိုင်တော့ဘူးအဆေးသာဆေးတော့ကွာကျွန်တော်တစ်ခါတလေကြိုက်ဆေးတဲ့လူတွေကိုကြည့်ပြီးမှစိတ်သက်ပြီးကြဒေါသတွေထွက်ဖြစ်တဲ့ဆိုတော့ I'll try to ignore that okay at least this one တော့ဘလူပဲဖြစ်ဖြစ် အာဗီဒီယိုလေးကိုတပိုချရဆိုတော့ YouTube မှာ subscribe လုပ် page အပလိုရပါတယ်မနေ့ပြန်မှာပဲကဘာသတင်းအစ်တွေနဲ့ပြန်တွေ့ရအောင်ပြန်ဆွေးနွေးကြည့်အောင်ကဘာသတင်းအစ်တွေအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကနေ့တိုင်းလို့လို့ကဘာမှာပါလို့ဖြစ်လေကဘာသတင်းတွေကိုနေ့တိုင်းလို့လို့တင်ဆက်ဆွေးနွေးလက်ရှိပါတယ်ပေါ့နော် Thank you so much for watching beautiful people အားလုံးပဲကုလိုမျိုးကြည့်ရှုအားပေးရမယ့်ဆွေအားလုံးပေါ်မှာကျေးဇူးတင်တယ် God bless see you